အမေရိကန်ပြည်ထောင်စုရဲ့အွန်လိုင်းကြားဖြန့်လိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလှုပ်ဆောင်မှုပြောဆိုမှုရဲ့နောက်ွယ်မှာ Hidden Agenda နည်းနည်းတဲ့လှုပ်ဝက်ရည်ရွယ်ချက်တစ်ခုရှိနေတယ်လို့စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်အရှိတောင်အာရှအခြေစိုက်ငွေလင်ခိုင်းတွေကအမေရိကန်နိုင်ငံသားထောင်ထဲချီစီကနေနှစ်စဉ်ဒေါ်လာတန်ပေါင်းထောင်ထဲချီလိမ်လည်နေတာကိုကာကွယ်ဖို့ဆိုပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကို အမေရိကန်ကဖွဲ့စည်းလိုက်တယ်လို့ကြေညာခဲ့တဲ့နောက်စစ်ကောမရှင်ကစစ်တပ်ဝါဒဖြန့်သတင်းစာတွေကနေတဆင်အခုလိုထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးကြားဖြန့်စင်တာနှစ်ခုကိုစစ်စင်ရေးပြုလုပ်ခဲ့ကြောင်း KK Park လို့ online ငွေလင်ခိုင်းနေရာတွေကိုတိုက်ဖြတ်ဖို့အတွက် Riot Time Police War Room Task Force နဲ့တူပူးပေါင်းဆောင်ရွက်ဖို့ဘန်ကောက်ကို FBI အေဂျင့်တွေဆေးလွတ်ခဲ့တယ်ဆိုတာပါဝင်အမေရိကန်ဘက်ကပြောဆိုချက်တချို့ဟာ ရည်ရချက်ရှိနိုင်တယ်ဆိုပြီးစစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကဆိုပါတယ်။ဒါကြောင့်ဒီနိုင်ငံအနေနဲ့အွန်လိုင်းလိမ်လည်မှုအွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးဆိုတာထက်နည်းနည်းတဲ့လှုပ်ဝက်ရည်ရချက်တစ်ခုရှိနေနိုင်တယ်လို့သုံးသပ်ရတာဖြစ်တယ်လို့သူကဆိုပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်ဒေတာတွေဖြစ်တဲ့ KK Park ၊ရွှေကုတ်ကိုကြောက်ခတ်ဒေတာတွေမှာရှိတဲ့အခြေခံလူနေထိုင်မှုရေ၊လျှက်စင်ပြီးဆက်သွယ်ရေးတို့မှာတစ်ဖက်ထိုင်းနိုင်ငံကနေရရှိခြင်းဖြစ်ကြောင်း ကြားဖြန့်ဒေတာမှာရှိတဲ့အလုလုကိုင်းနေတဲ့နိုင်ငံသားသားတွေရဲ့69.5%ခန့်တော့ဟာထိုင်းနိုင်ငံကနေတဆင့်ဝင်ရောက်လာတာဖြစ်ကြောင်းစောမင်းထွန်းကအပြစ်တင်ပြောဆိုခဲ့ပါတယ်။စစ်တပ်က KK ပတ်ထဲကအစာအုပ်တွေကိုဖောက်ခွဲလိုက်တဲ့ပောက်ကွဲအပိုင်းစာတွေဟာထိုင်းပိုင်နဲ့ထဲကိုထိမှန်ခဲ့တဲ့ဆိုပြီးပြီးခဲ့တဲ့အောက်တိုဘာလကထိုင်းနေသားကောမဒီ TBC ကမြမအာနာပိုင်တွေကိုကန့်ကွက်စာပေးပို့ခဲ့တာကိုလည်းစစ်ကောင်စီဘက်ကပြန်လည်ညှင်းဆိုထားပြီး အစအနကြားရောက်တာမရှိဘူးလို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်ကေကေဘတ်ကိုဖောက်ခွဲဖြိုဖျက်မှုတွေမှာအစစ်မြင့်ဖောက်ခွဲမှုတွေဖြစ်တာကြောင့်အနီးနားမှာရှိတဲ့တစ်ပင်ပင်မလှုပ်ကြောင်းဒါကြောင့်ထိုင်းနိုင်ငံတဲကိုအစရိကြားရောက်เสียအကြောင်းမရှိဘူးလို့သူကဆိုပါရယ်ကေကေဘတ်နေမြေထဲမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေနဲ့ဒုစရိုက်တွေလုပ်နေတဲ့ဇုံ၃ခုရှိပြီးအစာအုပ်ပေါင်း600ကျော်ရှိကြ ဇုံအေမှာအစာအုပ်148လုံးရှိတဲ့အထက်အစာအုပ်130လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးကြံတဲ့အစာအုပ်900ကျော်ကိုဆက်လက်ဖြိုဖျက်သွားမယ်လို့စစ်ကောင်စီကနိုဝင်ဘာလ17ရက်နေ့မှာကြေညာထားပါတယ်ကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်းစောင်းမှုတူစေဖို့နဲ့ဒူးပလာယာခရိုင်ဥက္ကဋ္ဌဟောင်း ဆော့ရှေမောင်းတို့ကို KNU အဖွဲ့အစည်းကနေအပီးတိုင်ထုတ်ပယ်လိုက်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဘရိုစော်တော်နီကအတည်ပြုပြောကြားလိုက်ပါတယ်။ KNU ကချမှတ်ထားတဲ့မူဝါဒနဲ့စီမင်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက်နိုဝင်ဘာ23နဲ့24ရက်နေ့တွေကကျင်းပပြုလုပ်ခဲ့တဲ့ကရင်မျိုးသားအစည်းအရုံး KNU ဗဟိုအလုံးမှုဆောင်အစည်းအဝေးကနေဆုံးဖြတ်ချက် ချမှတ်ပြီးအပီးပိုင်ထုတ်ပယ်လိုက်တာလို့ဆိုပါတယ်။ KNU ကနေအပီးတိုင်ထုတ်ပယ်ခံခဲ့ရတဲ့ဥက္ကဋ္ဌဟောင်းစောမူတူစေဖို့ဟာပြီးခဲ့တဲ့အောက်တိုဘာ15ရက်ကနေပြည်တော်မှာကျင်းပခဲ့တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA စနစ်ပြည့်အခမ်းအနားကိုတက်ရောက်ခဲ့ပြီးစင်မြင့်ထက်မှာဂုံပြူစကားပြောဆိုခဲ့ပါသေးတယ်။ဒါအပြင်စစ်ကောင်စီလက်အောက်ခံပြည်내အဆင့်ခမ်းအနားတွေကိုကရင်မျိုးသားအစည်းအရုံး KNU က တတိပေးထားနေတဲ့ဂျာကတက်ရောက်ခဲ့သလိုစစ်ကောင်မရှင်ပြုလုပ်တဲ့ငင်းကြမ်းရေးစီဝေးပွဲတွေမှာလည်းတက်ရောက်ခဲ့ပြီး KNU ကချမှတ်ထားတဲ့မူဝါဒတွေကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့တာကြောင့်အခုလိုအပီးတိုင် ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဗိုလ်ချုပ်ကြီးစောမူတူစေဖို့နဲ့ဘဒုရွှေမောင်းတို့ဟာ2023ခုနှစ်နှစ်ကုန်ပိုင်းကလည်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို နေပြည်တော်မှာတွားရောက်တွေ့ဆုံခဲ့ပါသေးတယ်အဲ့ဒီလိုတွေ့ဆုံမှုဟာ KNU နဲ့လုံးဝမသက်ဆိုင်ကြောင်းဘဒိုစော်တော်နီကထိုစဉ်ကလေးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်စစ်တပ်ကရေးဆွဲခဲ့တဲ့2008အခြေခံဥပဒေကို2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကိုယ်တိုင်ချိုးဖောက်ပြီးအာဏာသိမ်းခဲ့တာကြောင်းအပြစ်ရစာချုပ် NCA ပြတ်ပြဲသွားပြီးဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ခဲ့ပါတယ် KNU အနေနဲ့ကတော့ လက်ရှိအာဏာသိမ်းစစ်တပ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့အကြောင်းမရှိပဲ စစ်တပ်က ပြုလုပ်မဲ့ရွေးကောက်ပွဲကိုလည်းလက်မခံကြောင်းတရားဝင်ထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်ကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင်းနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ရွှေကုတ်ကိုမျိုးကိုကရင်နယ်ခြားစောင်းတပ် BGF နဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ18ရက်မှာဝင်ရောက်စီးနှင်းခဲ့ပြီး346ဦးကျော်ကိုဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ ထိုင်းသတင်းတောက်တွေကိုပါခေါ်ယူပြီးစစ်တပ်ရဲနဲ့အတူ BGF 9မော်စော်ဥဆောင်တဲ့တပ်ဖွဲ့တွေကရွှေကုတ်ကိုအတွင်းမှကြားဖြန့်လုပ်နေတဲ့တရုတ်တွေနဲ့နိုင်ငံခြားသား346ဦးကိုဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးကွန်ပျူတာတွေနဲ့ဖုန်းတွေကိုပါဖမ်းဆီးရရှိခဲ့တယ်လို့ထိုင်းနိုင်ငံအခြေဆိုင် The Reporters သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါဗျ။ဝေလင်ဂိုင်းတွေအလုတ်လုံနေတဲ့အဆောက်အုံအတွင်းထဲကိုဝင်ရောက်ရမှာ အလွှာတိုင်းကိုအခန်းတွေဖွဲထားပြီးအခန်းတစ်ခန်းစီမှာကွန်ပျူတာနဲ့စပွဲခုံပေါင်း30ကနေ50အထိရှိနေတာကို တွေ့ရှိရကြောင်းသိရပါတယ်။၎င်းတို့ထံမှ စနစ်တကျခွဲခြားထားတဲ့မိုဘိုင်းဖုန်းယာပေါင်းများစွာနဲ့အခြား electronic ပစ္စည်းများကိုလည်းတင်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဗိုလ်မှူးကြီးစောချစ်သူရဲ့နေကြာဆောင်တက် BGF ထိန်းချုပ်ရာရွှေကုတ်ကူမြို့သစ်ထဲကကြားဖြန့် online ငွေလိမ်ကိုင်းတွေကို BGF ကပဲရှင်းလင်းမယ်လို့နိုဝင်ဘာလ18ရက်က ပြောဆိုလိုက်တာကြောင့်လူပေါင်းထောင်ချီဟာညာတွင်ချင်းရွှေပြောင်းခဲကြတယ်လို့သိရပါဗျ။ဒါပေမဲ့ကြားဖြန့်ထူထောင်ရာမှာအ धिक ထိတ်တန်းတာဝန်ရှိတဲ့ရထိုက်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ကြားဖြန့်တရုတ်တထေးတွေကိုတော့ BGF ကကားရီနဲ့အရင်တည်ထုတ်သွားတယ်လို့လဲဒေတာခန်တွေကပြောပါဗျ။အခုလိုဝင်ရောက်စီးနေပေမဲ့ရွှေကုတ်ကိုမှဆက်လက်လဲပဲနေတဲ့ ကြားဖြန့်ကုမ္ပဏီတွေဆက်လက်တည်ရှိနေဆဲဖြစ်ပြီးတချို့ကုမ္ပဏီတွေကတော့ရွှေကုတ်ကိုမြို့မှပြင်ပနေရတဲ့တခုကိုကွန်ပျူတာဖုန်းနဲ့ဆက်ဆက်ပစ္စည်းတွေရွှေပြောင်းနေပြီးဆက်လက်လုပ်ကင်ဖို့ပြင်ဆင်နေကြတယ်လို့လည်းသိရပါဗျ။ရွှေကုတ်ကိုတည်ထောင်သူ ရှီတီချန်ကိုကြားဖြန့်ငွေလိမ့်မှုများအပါအဝင်နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုနိုဝင်ဘာလ12ရက်နေ့ကလွှဲပြောင်းလိုက်ပြီးအမေရိကန်ကလည်း ်မြန်မာအပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေက ကြားဖြန့်တွေကိုနှိမ်နင်းဖို့ Scam Center Strike Force ကိုဖွဲ့စည်းကြောင်းကြေညာမှုနဲ့တရုတ်ရဲ့မဲခေါင်မြေဝမ်းက နိုင်ငံ6ခုပါ ကြားဖြန့်နှိမ်နင်းရေးအဖွဲ့ဖွဲ့စည်းမှုတို့အပြီးအခုလိုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်ကရင်မျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ကရင်မျိုးသားစီယုံ KNU တို့က အမျိုးသားညီညွတ်ရေးအတိုင်းအမြခံကောင်စီ NUCC ရဲ့အဖွဲ့ဝင်ဖြစ်ကနေပါဝင်မှုကိုရနာခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဘဒိုစော်တော်နီနဲ့ KNPP အထွေထွေအတွင်းရေးမှူးကိုပလိုရဲတို့ကပြောကြားထားပါဗျ။ NUCC ရဲ့လှုပ်ဆောင်မှုတွေဟာမြေပြင်အခြေအနေနဲ့ကွာဟမှုရှိနေတာကြောင့် KNU အဖွဲ့အစည်းအနေနဲ့အဖွဲ့ဝင်ဖြစ်ကနေယာယီရနာခဲ့တာဖြစ်တယ်လို့သိရပါဗျ။ NUCC ကိုပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေတပိတ်ကော်မတီအရက်ဘတ်အဖွဲ့အစည်းတွေဂျာကာလာပြည်နယ်ဖက်ဒရယ်ယူနစ်လူမျိုးစုကိုစားပြုအဖွဲ့တွေနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်၂၀22ခုနှစ်မှာကျင်းပတဲ့ NUCC ရဲ့ပထမအကြိမ်ပြည်သူ့ညီလာခံအပီးမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ KPICT က NUCC ကနေနှုတ်ထွက်ပြီးနောက်ထပ်နှစ်နှစ်အကြာ2024ခုနှစ်ဧပြီလမှာကျင်းပတဲ့ ဒုတိယအကြိမ်ပြီးသူညီလာခံနောက်ဆုံးရက်မှာတော့ CRPH နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကိုယ်စားလှယ်တွေတက်ရောက်ခဲ့တာမရှိပါဘူးအခုလိုအင်အားကြီးအရာကိုဖွဲ့ရင်းနှုတ်ထွက်သွားမှုဟာ NUCC ရဲ့နိုင်ငံရေးဦးဆောင်မှုကိုပုံမအင်အားကြီးနဲ့စေပြီး NUCC ရဲ့လှုပ်ဆောင်ချက်တွေဟာမြေပြင်နဲ့ကင်းကွာလာတာကြောင့်စတင်ဖွဲ့စည်းခြင်းကရွေချက်ကောင်းနေနဲ့ဖွဲ့စည်းခဲ့ပေမဲ့လက်ရှိမှာစန့်ကျင်ဘက်ရလက်တွေပဲထွက်ပေါ်နေတယ်လို့ထောက်ပြထားကြပါဗျာ ဖိလစ်ပိုင်တမ်မတ်ဖာဒီနန်မာကိုစ်ဟာလာမယ့်နှစ်မှာအာဆီယံဥက္ကဋ္ဌတာဝန်ယူမှာဖြစ်တာကြောင့်မြန်မာနိုင်ငံအကြံတဲကိုငြိမ်းချမ်းစွာဖြေရှင်းဖို့အထူးတန်တမန်အဖြစ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးထရေဆာလာဆာရိုကိုခန့်အပ်လိုက်ပါတယ်။မြန်မာရေးဖြေရှင်းရေးအတွက်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလှုံ့ဆော်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံကဆက်လက်ကင်တွဲဆောင်ရွက်မယ်လို့အာဆီယံဥက္ကဋ္ဌကပြောပါတယ်။မလေးရှားနိုင်ငံအနေနဲ့ထိတွေ့ဆက်ဆံမှုပေါင်း190လောက်လှုံ့ဆော်ခဲ့ပြီး မလေးရှားကလှုပ်ဆောင်နိုင်ခဲ့တဲ့အရာရာတိုင်းကိုဖိလစ်ပိုင်ကလှုပ်ဆောင်နိုင်မှာမဟုတ်ကြောင်းဖိလစ်ပိုင်အနေနဲ့ထူထောင်ပြီးသားလမ်းကြောင်းပေါ်မှာဆက်လက်အလုပ်လုပ်သွားမှာဖြစ်ပြီးအဲ့ဒါကဖိလစ်ပိုင်ရဲ့အမြင်နဲ့ယက်တီချက်ဖြစ်တယ်လို့လည်းဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကပြောပါရယ်ဖိလစ်ပိုင်ဟာတွဲဆုံဆွေးနွေးမှုတွေကနေတဆင်ငြိမ်းချမ်းရေးတည်ငြိမ်ရေးရရှိရေးကိုဆက်လက်ယက်တီကတောင်းဆိုသွားမှာဖြစ်ပြီးတော့နိုင်ငံတကာဥပဒေကိုလိုက်နာကတမန်ရိုးကြနဲ့တမန်ရိုးကြမဟုတ်တဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်ဆောင်ရွက်သွားမယ်လို့လည်းပြောပါရယ်စစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့အာဆီယံမှာရင်းရှင်အထူးတန်တမန်ထားရှိရေးကိစ္စတွေကိုလည်းလာမယ့်ဇန်နဝါရီလမှာကျင်းပမယ်အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးအတွင်ဆွေးနွေးသွားမယ်လို့လည်းဆိုပါရယ်လက်တလုံးအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံဖွဲ့အနေနဲ့လေးလာစောင့်ကြည့်သူဆေးလွတ်မှာမဟုတ်ကြောင်းတရားဝင်ထုတ်ပြန်ပြောဆိုထားပါရယ်